ဟယ်လိုဟယ်လိုဒီနေ့မှာတော့တီးဆောင်ချိုချင်ဂျော်နီလေးကိုကျွန်တော်မျှဝေပေးပါမယ်ခင်ဗျာဒါကတော့ကျွန်တော်အိမ်မှာကြော်တဲ့ချစ်တဲ့နီလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအိမ်ချစ်အိမ်ကြော်ပါနော်ဆိုတော့ကိုလိုချင်တဲ့အသီးလေးတွေကိုကျွန်တော်တို့အနေတော်လေးတွေတုံးမယ်ပြီးတော့ဘာလို့ကျွန်တော်ရင်းနေတဲ့ကိုပြုတ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်အယောင်လေးလှအောင်လို့ကျွန်တော်ပြုတ်တာဖြစ်ပါတယ် အဓိကပြုတ်တဲ့ချိန်မှာစီအနှဲငယ်လေးထည့်ပေးရပါမယ်နော်။ဒါပြီးရင်တော့အရင်ကြီးလည်းမကြက်မမာတဲ့အနေထားလေးရောက်ပြီဆိုတော့အာကျွန်တော်ဆဲလိုက်ပါမယ်။ဆဲပြီးတော့အာရေခဲလေးရှင်ရေခဲလေးနဲ့ကျွန်တော်စိန်ပေးမယ်ပါနော်။တကယ်လို့မရှိနဲ့ဒီလိုအပြင်ပါပဲအေးအေးခံထားလို့ရပါတယ်ခင်ဗျာ။ဒါပြီးရင်တော့ကျွတ်တနည်းလေးကိုကျွန်တော်စီတက်ပေးပါမယ်။စီတက်တဲ့ချိန်မှာကိုလိုချင်တဲ့အနေထားလေးကို ဟိုလုံးလို့ရရမှာเนาะကျွန်တော်ကတော့အာရွှေဝါရောင်တန်းနေတိကျွန်တော်အာစစ်တပ်ပြလိုက်ပါတယ်အဲ့ဒါပြီးတော့ခုနကကျွန်တော်တို့အယောင်လေးလှအောင်ပြုတ်ထားတယ်ဟာလေးတွေကိုထည့်တယ်ပြီးတော့ပဲငံပြိုင်လေးကိုအနေနဲ့အသုံးပြုပါတယ်ဒီနေရာမှာပဲငံပြိုင်နေရာမှာငားငံပြိုင်လေးထည့်လို့ရပါတယ်ပြီးတော့အရသာမုံထည့်တယ်စာလေးနဲ့ငယ်ထည့်တယ် ။အာရတာမဟုတ်သေးရင်တော့ပုံမှန် perfect ပြည့်စုံသွားပါတယ်ခင်ဗျာ။ကျွန်တော်မှွေပြီးတော့နှစ်မိနစ်နောက်နေကြတော့ကျစ်တနေနဲ့ခန်းချင်းလေးလေးကိုအနေငယ်ထည့်လိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ဘာလို့ထည့်ရတာလဲနောက်မှထည့်ရတာလဲဆိုတော့ခန်းချင်းတည်းအရန်နဲ့အရင်ဆုံးထည့်ရပြီဆိုရင်အရန်နဲ့ကိုနိုးပြီးမှစစ်သွားမှာစိုးလို့ပါခင်ဗျာကျွန်တော် ခင်းချင်းတီချိုချင်ကြော်စင်တော့ပုံမှန်ဆိုင်မှာဆိုရင်ကော်ရီနဲ့အသုံးပြုတယ်ကျွန်တော်ကတော့အိမ်မှာကော်ရီမရှိတဲ့အတွက်ကော်မုံမရှိတဲ့အတွက်ကျွန်တော်ကအသုံးမပြုထားဘူးပေါ့နော်ကော်ရီလေးထည့်တယ်ဆိုတော့ပုံပြီးမှအဆင်ပြေပါတယ်ပြီးတော့အာခင်းချင်းတီကိုလည်းဘာလို့ကျွန်တော်အနေနဲ့သုံးထားလဲဆိုတော့ ခန်းချစ်ကြီးနဲ့ပြုလုပ်ထားတဲ့ sauce ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်အယောင်လေးလှဖို့ရင် အရသာလေးကတော့သူ့ sauce မှာပါပြီးသားဖြစ်တဲ့အတွက်ပုံပြီးမှရင်ပွဲလေးပြည့်စုံသွားအောင်လို့ကျွန်တော်ကခန်းချစ်ကြီးလေးကိုလည်းအသုံးလေးနဲ့အနည်းငယ်ထည့်ထားတာဖြစ်ပါတယ်။ပြီးတော့ဒီလိုလေးနယ်ပေးလိုက်ပါမယ်ခင်ဗျာ။ဒီနေရာမှာရေလေးနည်းငယ်ထည့်ပေးရပါမယ်နော်။ရေလေးနည်းငယ်ထည့်ပေးပြီးတော့အာအဖုံးလေးအုပ်ထားမယ်။ Oh sorry အဖုံးကတော့အုပ်ထားလို့မရဘူးခင်ဗျာ။အဖုံးအုပ်ထားရင်တော့အယောင်ကတစ်မျိုးပြောင်းသွားပါ။ ဖြစ်ပါတယ်ဆိုတော့ရေလေးထည့်ပြီးတော့ရေလေးရလည်းအာအရန်နဲ့ဟိုအာပုံမှန်နေထားတိရောက်သွားပြီဆိုရင်တော့အာမိတ်ဆွေတို့တကယ်ချင်းတို့မြင်တဲ့အတိုင်းပဲဒီလိုအနေထားလေးရောက်ပြီဆိုတော့ကျွန်တော်တို့အာဟင်းပွဲလေးရရှိပါပြီဖြစ်ပါတယ်ခင်ဗျဒီညမှာငြုပ်တီးကြိုက်ရင်လည်းငြုပ်တီးထည့်လို့ရပါတယ်တကယ်လို့ငြုပ်တီးမကြိုက်ဘူးအာအနက်လေးမှွေးတော့တော့ကျွန်တော်စစ်သွင်ဖြူလေးကိုလည်းထောင်းပြီးမှအုပ်ပေးလို့ရပါတယ်ခင်ဗျဒါဆိုရင်တော့အရန်နဲ့ဟိုရတာရှိလာတဲ့ တီးဆုံးချူခြင်းခင်းပွဲတပွဲကိုရရှိပါပြီခင်ဗျာဓမင်းလေးနဲ့ကျွန်တော်တို့အာတွေ့စားမယ်ဆိုရင်အရန်နဲ့လိုက်ဖြစ်တော့တခြားဟင်းမလို့တော့ဟင်းပွဲလေးဖြစ်ပါတယ်မိတ်ဆွေတို့တငယ်ချင်းတို့လည်းကျွန်တော်ချစ်တဲ့နီးလေးနဲ့အာချစ်ကြည်ကြဖို့ကျွန်တော်အာပြောချင်ပါတယ်ဓမင်းအရန်စားလို့နေပါတယ်ခင်ဗျာကျေးဇူးပါ